ရှာမင်္ဂလာပါမင်္ဂလာပါမောင်မြတ်လာလေဒီနေ့ဝိဆက်နိုင်ပြီတော့ဒီလိုလေးဒီနတ်ပီတီဖြစ်နေတယ်ဘယ်လိုကျင်းနေကျင်းနေတယ်အခုအခုတေးဥဆောင်လာတဲ့ဟာလေးပြည်ကြီးအောင်မြင်ရတော့ကိုယ့်ကိုယ်လည်းကျင်းနေပါတယ်အများကြီးစူးစမ်းထားတဲ့အရာလေးညာထင်တော့မယ်အာမစ္စတာကာရတိုင်းပဲဆိုပါဦး အဲကျွန်တော်ဒီဇာကားထဲမှာကျွန်တော်နာမည်အောင်ဆိုလိုင်းကျွန်တော်ဟိုရှေ့နေရှေ့နေကာရိုက်တာနဲ့ကျွန်တော်ပေါ့တေးဥဆောင်ထားတယ်ဒါလည်းကျွန်တော်ညမလေးညမလေးပေါ့အရှားကြတဲ့မှာခင်းစပယ်လိုင်းဆွဲနေရတယ်ကိုကြီးနဲ့ရှားနေရကြဒီကားထဲမှာမောင်နှမလေးပေါ့ဒါကိုကြီးကရင်းချရတဲ့ညမလေးပေါ့ဟုတ်ဟုတ်တယ်ဟုတ်တယ် ်ဟုတ်တယ်ကိုအရှင်ဆားတယ်အမောဘူးနောက်တဲ့အစတော့ main ကလေးတယောက်ရှိနောက်ကရှာလို့မနမနှစ်ယောက်ရဲ့လို့တင်းဆောင်လေးလေးအဲ့လိုလေးရဲ့တပုတ်ရှိသေးရဲ့ရဟုတ်ကဲ့ပါအဲ့ရှင်းနေဆိုတော့သူစကားရတဲ့အတိုင်းလေးပဲကျွန်တော်တိုက်ပုံလေးကင်တယ်ပစိုးလေးနဲ့ငယ်ကောင်းလေးနဲ့အဲ့လိုလေးဟုတ်တယ်

ဟုတ်လောကပို့ချောင်းလာတာလောကပို့ရှိတာဒါမို့အဲ့ဒါလောကခက်တယ်အင်းလောကပို့ခက်တာဗောလောကပို့တာသူ့ဘောင်သူ့ boundary လေးရှိအဲ့ boundary ထဲမှာရှားတို့ကလောက်ရတာဖြစ်တဲ့အတွက်ပြီးတော့အဲ့လိုမျိုးကလည်းပြီးတော့ရှားကိုရံလည်းအချိန်ရဒီ character ပြင်ဆင်ချိန်တိတ်မရခဲ့ဘူးဒါပေမဲ့ဒီကိုရရတော့အတွင်းမှာရှားအကောင်းဆုံးစူးစမ်းခဲ့တယ်ရှားအကောင်းဆုံးစူးစမ်းခဲ့တယ်လို့မျိုးဒါကိုခန့်ရဲ့အများကြီးဘင်းသားနဲ့အများကြီးကိုရေပန်းပုံမှုတွေကိုကြီးရဲ့ပူညီကိုကြီးပန်းပုံမှုတွေအများကြီးပါတယ်အဲ့ဒါကြောင့်မလဲ king's bell line ဖြစ်လာပါရှင့်ဟုတ်ပြီးတော့ဒါဆိုကိုတက်တူရအောင်ကားမြောက်ကျွန်တော်တို့လည်း ။အဲ့မဲ့ဒါဆိုရင်တော့ဟိုအရတော့ရှိမှာ။ခု6ခု6ခု6ခုလောက်ရှိမှာ။အဲ့ဒါကတော့အဲ့ဒါကထမရရတော့ပဲကောင်းနေတယ်လေ။ဒါဘုကလည်းပြစ်သွားတာ။ကြိုက်အဲမမီဝဲပေါ့။ဟိုတော်တော်များသတိထားမိရတော့မမီဝဲနဲ့ကြင်ရနေရတော့ကျွန်တော်ဟိုကျွန်တော်အမတ်တရားဇလန်တော့ပဲပြ။မမီဝဲနဲ့ကြင်ရကနေကြင်ရမယ်။အဲအဲ့ဒါကျတော့ကက်ဆူဆူကောင်လေးပေါ့။ကက်ဆူဆူ။ကက်ဆူဆူ။ အဲ့တော့ကကျွန်တော်တထက်ညံဆိုကျွန်တော်ကလိုက်ပြီးတော့ဂျေဝင်းเนี่ยမနာလိုဝဲနဲ့တက်မှာအဲ့လိုပုံစံမျိုးအဲ့လို character လေးတေးဥဆောင်တာအဲ့တော့လည်းတကယ်ကြိုက်တယ်ဒါပေမဲ့အခုဇက်ကျွန်တော်အခုပြန်ကြည့်တဲ့အခါမှာတော်တော်သဘောကျတယ်တကယ်ဟိုပေါ်ရနော်အကုန်ပေါ်ရနော်ဒီဇက်ကျတော့အကုန်လုံးလုပ်ခွင့်ရတယ်အကုန်လုံး main character ကိုပြောလို့ရတယ် ရောက်ပြောလို့ရပါအကုန်လုံး main character တွေသူသူနေရာနဲ့သူပေါ့နော်သူလောက်ွက်နဲ့သူတည်တယ်တချို့သူဒီစကိုင်းမှာပါတယ်ကျွန်တော်နဲ့မစုံတဲ့လူတွေလည်းရှိတယ်အဲကျွန်တော်အဲ့လိုဒီကနေ့ပတ်သက်မှတ်တရပါဘာတွေပြောပြလဲအမနမနေအောင်မှတ်တရများတာပေါ့ဘာဆိုရှာကသူကရန်ရန်ငိုတယ်နော်ဟုတ်တယ်ရန်ငိုရယ်အင်းငိုရယ်တိတ်တော့သူ့ မတိတ်တော့ပြီးသွားကဲဆိုရင်သူကမတက်တော့မတိတ်တော့မတက်တော့တာပြီးတယ်မတိတ်မတိတ်တော့အဲ့လိုမျိုးငိုရတာအရင်များတော့ခါကြဥပချက်ချင်းငငီငိုရရက်လိုက်ဖို့ကြောင့်မေးဟောင်းလေအဲ့လိုဖြစ်တော့ခါကြရှာအဲ့လိုအရင်ဒီဒီကားရိုက်တမပြတရားမရိုက်တမနေ့ရက်တန်နေ့ရက်တန်ရှာအရင်ငိုရအရင်ငိုရ ရာသူလိုလည်းအချင်းချင်းမိုးရွာနော်မိုးရွာလည်းအေးလိုက်နော်ကိုအဓိကအရန်ငိုရဲငိုတာတအားပင်ပန်းတယ်ဒါပေမဲ့ဒီထဲမှာမင်းသမီးထဲမှာ तू ကအတန်ဆုံးပါဆိုတော့ तू ကတန်ဘလို့တန်တာလဲဆိုတော့ကျွန်တော်တို့ကသူ့ကိုခြီရတာဟာဟိုသူ့ကိုခြီရတယ်အေးတယ်သူကအေးဆေးပဲ ဒီကောင်ကလည်းလာရုံပဲပြန်မှာကျွန်တော်ကအဲ့လိုလေးတော့ဖြစ်နေရပါလို့ရှားကဒီထဲမှာဆိုရင်မင်းသား၄ယောက်ပိုင်မင်းသားမင်းသား၃ယောက်လောက်နဲ့ရှားအဲ့လိုမျိုးသူ connection လေးနဲ့သူရှိရအောင်ရှိရခါကျတော့ဒီလိုမျိုးကိုတူတောင်အောင်ဆိုလဲရှားချီရတယ်ကိုရောအရန်ချီတက်သူဆိုသူဆိုပုံစံချီပြီးတော့မှပြေးရတယ်ကိုခန့်ကလည်းချီရတယ်အမြင်နဲ့ကိုခဲလုံးနေရတယ်ပင်းသမီးကမပါရဲဟာဆယ်တွေကစားချီရချီဟာဆယ်ကတောက်လျှောက်ချီချီပြီးပြေးရတယ်ပြေးရပြေးရသူ့ကိုချီပြီးတော့နော်တောက်လျှောက်ချီပြီးပြေးရတာကိုရနော်ဘိုးလေးကတော့ဘိုးလေးကတော့ ဟုတ်တယ်ပြီးပြန်ထုတ်အောင်မို့မို့သွင်းရတယ်ပြန်ထုတ်ရတဲ့ဟာပိုခတ်တယ်ဒီဟာကျတော့အဲ့လိုဟိုနော်ကိုကြီးနော်ဟိုလိုမျိုးအရင်ဟိုညီမတို့ကဒီ character အတိုင်းစီးမြှောက်လိုက်တာဆိုတော့အဲ့ character အတိုင်းရောက်သွားတဲ့ခါမှာအရင်တော့ခက်ခဲရတော့တိတ်မရှိဘူးအိမ်မရှိဘူးပေါ့ဟုတ်အဲ့လိုမျိုးအော်ကင်းစမလိုင်းမြမဘက်ကတော့ကင်းစမလိုင်းဖြစ်အောင်ကြိုးစားခဲ့ပါတယ်ဒါဖြစ်တာမဖြစ်တာကတော့ပြည်သက်တရားအဆုံးဖြတ်ပေးရမှာပါရှင် ဇလန်တွဲနဲ့ပတ်သက်ရင်ဘာဖြစ်သလဲဘာလေးပြောချင်တာများရှိလဲအအဓိကတော့ဒီဇလန်တွဲရပေါ်တော့ဒါမိသားစုဒရမာကောင်းကောင်းဆက်ဆက်ပါအဲ့ဒီမှာဒီတခြားဘောရသားတွေလည်းခံစားသူလိုမျိုးတရားရှာလို့မောင်နှမနှစ်ယောက်ရဲ့မောင်နှမချစ်ချင်းမြတ်တာလေးကိုလည်းဒါအပြည့်ဝခံစားရမှာပါရှင့်နောက်သူမောင်နှမအချစ်ချင်းကိုအချင်းလေးနဲ့တွေ့ပါအဲ့ဒီခါလေး highlight လုပ်တော့ဒီလိုခံစားရတယ် ပီတိလည်းဖြစ်တယ်တကယ်ဟိုဘယ်လိုဟောမလဲကိုညမလေးကိုချော့တိတ်နေရတဲ့ feeling လေးပေါ့နော်အဲအဲ့လိုပုံစံမျိုးလေးပထမစိတ်ကဘယ်လိုလဲထဲ့တာကိုညမညာစပြီးတော့ဒီစကားမှာဒီရှာတော့အရင်ရှိတဲ့ညမလေးလိုပဲအဲ့လိုပဲစကားတကားလုံးဆိုတော့အဲ့လိုမျိုးပဲသဘောထားတယ်ပေါ့နော် အဒီဟုတ်တယ်ကိုရင်းနဲ့ရှားနေဆိုရင်အဲ့လိုမျိုးကွာဟိုမနမအဲ့လိုမျိုးဒီကူတကရဖြစ်စရာလို chemistry တအရင်ပြီးတော့အရင်သွားညညစာမလို့အလုံးကိုရင်းနော်ဟိုအဲ့လိုမျိုးနာတန်းတော်လေးပြောကြတယ်နည်းကတော်တော်လေးကို chemistry မိရဲ့အပေးယူလဲမျှရဲ့ကိုကြီးကိုကြီးပြောတဲ့ဟာညီမလေးခေါင်းလေးရတာဟွာဖြစ်တယ်ညီမလေးငိုလိုက်ပါညီမလေးကငိုရင်ကိုကြီးကငိုချင်တယ်ဆိုတာမျိုးဒါလေးဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဒါမနမနှစ်ယောက်ချင်းမြတ်တာရေပေါ်တယ်ပေါ့နော်အဲ့လိုမျိုးအဲညီမလေးငိုလို့ရှိရင်ကိုကြီးလည်းငိုချင်တယ်ဆိုတာတကယ်မနမတီးလို့ခံစားရတယ်အများစုကဟိုသဘောတကူကကျွန်တော် တရုတ်ဆောင်နှစ်ယောက်လို့တရုတ်ဆောင်တဲ့အခါမှာတယောက်ကအရန်ကောင်းနေမယ်ဗျာပြန်မှာတယောက်ကကျတော့မကောင်းဆိုရင်ဟဲ့ဘလို့မအဆင်ပြေကြည်ရတဲ့ပရိသတ်တို့လည်းအဆင်ပြေလောက်ရတဲ့သူအတွက်ကလည်းဒီသူ့ကိုကြည့်ပြီးတော့ကိုကလောက်ရတဲ့အခါမှာအဆင်မပြေအဲ့တော့နှစ်ယောက်လုံးကတေချာညှိပြီးတော့တေချာစိတ်ညှိပြီးတော့လောက်တဲ့အခါပိုးအဆင်ပြေပဲသူတကယ်ဝမ်းနေပြီးငိုတဲ့အချိန်မှာကိုလည်းကိုညစ်မလေးစင်ကောင်းလို့ငုံနေအဲ့ဒါလေးကိုကြည့်ပြီးတော့အဲ့လိုမျိုးပေါ့ကိုကိုတိုင်လည်းတကယ်ဝမ်းနေပြီးတော့ကျွန်တော်မော်နမတ်ဆက်လေးဟုတ်ဒီကိုဆိုရင်အဲ့လိုလေးတွေကကာယံတပည့်လေးတွေကိုပြီးတော့ဟောကြောက်ခံတာ ိုးကပြောလို့ပါအဲ့မပြောလို့တော့မကောင်းကျွန်တော်ထစ်တယ်ဘာလို့လဲကန်ယန်နေဗီကကျွန်တော်အခု36ပေါ့နော်ကျွန်တော်ဆက်ရှင်းမိနောက်ပြီတချို့မဟုတ်အဲ့လောက်တော့မမှီဘူးလေဟိုဟိုကပြောချင်တာဟိုဘယ်လိုခေါ်မလဲတချို့စက္ကန့်လုံးနေဆိုကြားဘူးတဲ့ဟာကြားဘူးတဲ့ဗျာအရှင်ခေခဲ့ဟာဒါပေမဲ့ဒီထဲမှာပါတဲ့ဟာတွေကတချို့ဟာကျွန်တော်မကြားဘူးနော်ဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲ့ဟာကိုစပောင်းပဲအောင်ကျွန်တော်တို့ကပြောဖို့ဆိုတာပြောဖို့ကတခါကြီးရင်ရှာလိုက်ပြီးတော့ထစ်တာအဲ့အိဒိဗေကိုမသိလိုက်တာရင်းလည်းရှိသေးရဆိုတော့လေအဲ့မတော်တော်သဘောကျတယ်သူကကန်ယန်နေဗီလေးနော်တဲ့ဟာဒါအပိုင်းမလို့ပြီးတော့ပြစ်ပေါ်ပါ ဟုတ်ဒီကားလေးကတော့7:50ရဲ့ MRTV4 မှာ Monday to Friday ပြသမှာပဲဖြစ်ပါရဲ့ရှင်ဒီကားလေးကိုကြည့်ရှုပြီးတော့ခန်းစားပေးပါအောင်ဒါရှောင်းနှစ်ယောက်ရမောင်တို့မှရဲ့ချစ်ချင်းမေတ္တာလေးကိုလည်းခန်းစားပေးပါအောင်ရှင်ကျွန်တော်လည်းကြိုးစားထားပါတယ်ညီကြိုးစားဒီကားလေးကိုတစ်ဖွဲ့လုံးကြိုးစားလို့ကျွန်တော်ပြောပြပါကျေးဇူးပါရှင်ဟုတ်